ပရီးမီးယားလိဂ်ကနေရီယယ်မက်ဒရစ်ခေါင်ယူခဲ့တဲ့အကောင်းဆုံးကစားသမား၅ဦးပရိသတ်များရှင် ရီယယ်မက်ဒရစ်အသင်းသမိုင်းတလျှောက်အကောင်းဆုံးကစားသမားတွေထဲကတချို့ဟာပရီးမီးယားလီးယားနေရောက်လာခဲ့ကြတာပါရီယယ်မက်ဒရစ်အသင်းကပရီးမီးယားလီးယားကစားသမားကောင်းတွေကိုခေါ်ယူလေးရှိတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့အသင်းရဲ့ပြည်ရင်းဖလားတွေနဲ့ဥရောပအောင်မြင်မှုတွေကအင်္ဂလန်ထိပ်တန်းလီးယားနေခေါ်ယူခဲ့တဲ့ကစားသမားတွေကြောင့်ဖြစ်ခဲ့ပါတယ်အခုနောက်ဆုံးပရီးမီးယားလီးယားနေရီယယ်မက်ဒရစ်အသင်းခေါ်ယူထားတဲ့ကစားသမားကတော့ဘုံမောက်ဗဟိုခံစစ်မှုဒင်းဟောက်ဆန်ဖြစ်ပါတယ်ရီယယ်ကဟောက်ဆန်အတွက်စာချုပ်ဖြတ်သိမ်းခြင်းပေါင်90တန်းအထိ ကိုပေးပြီးတော့ခေါ်ယူခဲ့တာဖြစ်ပြီးအဲဒီပမာဏကြောင့်ဟောက်ဆန်ကရီယယ်မက်ဒရစ်အသင်းသမိုင်းမှာဈေးအကြီးဆုံးနောက်ခံလူဖြစ်လာခဲ့ပါတယ်။အဲဒီအတွက်ဒီအပြောင်းရွှေ့ကရီယယ်မက်ဒရစ်အသင်းအနေနဲ့ပရီးမီးယားလိဂ်ကစားသမားတွေကိုဘလောက်ကြိုက်တယ်လဲဆိုတာပေါ်လင်နေပါတယ်။အဲဒီအတွက်ကြောင့်ဒီကနေ့မှာတော့ပရီးမီးယားလိဂ်နဲ့ရီယယ်မက်ဒရစ်အသင်းခေါ်ယူခဲ့တဲ့အကောင်းဆုံးကစားသမား၅ဦးကိုတင်ဆက်ပေးသွားကြပါမယ်။နံပါတ်ကဇာဘီအလွန်ဆိုအလွန်ဆိုကရီယယ်မက်ဒရစ်ကိုမရောက်ခင်တည်းက လီဗာပူးမှာစူဖလားများစွာဆုခူးခဲ့တဲ့နာမည်ကျော်ခွင့်လှည့်ကစားသမားတစ်ဦးဖြစ်ပါရင်အလွန်ဆိုကပရီးမီးယားလိမှာ၅နှစ်ကြာကစားခဲ့ပြီးတဲ့နောက် 2009ခုနှစ်မှာ Real Madrid ကိုပြောင်းရွှေ့ခဲ့ပါတယ်။အလွန်ဆိုက Real Madrid အသင်းကရမတ်တရာနဲ့ La Liga ဖလားရခဲ့တဲ့သမိုင်းဝင်ရာသီနဲ့ဥရောပဖလား10ချိန်မြောက်ရခဲ့တဲ့အောင်မြင်မှုတွေမှာအ धिक အခမ်းကဏ္ဍကနေပါဝင်ခဲ့ပြီးတော့အဲဒီအတွက်လည်းအလွန်ဆိုဟာ Real အသင်းရဲ့ကဏ္ဍဝင်တဦးအဖြစ်ဂုဏ်ပြုသတ်မှတ်ခြင်းခံခဲ့ရပါတယ်။အခုချိန်မှာတော့အလွန်ဆိုက FIFA Club ကမ္ဘာဖလားပြိုင်ပွဲကနေစတင်ပြီးတော့ Real အသင်းရဲ့နီးပြားအသစ်အဖြစ်တာဝန်ယူကြိုင်တွေ့တော့မှာဖြစ်ပါတယ်။ နံပါတ်လေးသီဘောဂေါ်ဒရိုက်ဂေါ်ဒရိုက်သာမရှိရင်တော့ရီယယ်မက်ဒရစ်အသင်းအခုအချိန်မှာဘာတွေဖြစ်နေမလဲဘယ်သူမှမသိနိုင်ပါဘူးအရင်ကရီယယ်မက်ဒရစ်အသင်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ အက်တလတီကိုမက်ဒရစ်အသင်းမှာကစားခဲ့ပူတဲ့ကော့ဒရိုက်ကရီယယ်မက်ဒရစ်အသင်းစီကိုပြောင်းရွှေ့လာတဲ့2018ခုနှစ်ကလေးကနေအသင်းကိုအကြိမ်ဖန်များစွာကယ်တင်ခဲ့တဲ့သူဖြစ်ပါတယ်။2022ခုနှစ်ချန်ပီယံလိဖိုင်နယ်မှာပြသခဲ့တဲ့သူ့ရဲ့အစွမ်းဆောင်ရည်ကောင်းတွေကြောင့်ကော့ဒရိုက်ကအဲဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပြီးတော့2024ချန်ပီယံလိဖိုင်နယ်ဒေါ်မွန်နဲ့ကစားရတဲ့ပွဲမှာလည်းနောက်ထပ် clean sheet တစ်ခုကိုထပ်မံရယူနိုင်ခဲ့ပါတယ်။ကော့ဒရိုက်ကရီယယ်မက်ဒရစ်အသင်းကစူပလာရီမရရှိနေတဲ့အခါမျိုးမှာတောင် မှအသင်းရဲ့ဂိုးပေါက်ကိုအကောင်းဆုံးကာကွယ်ပေးထားနိုင်တာကြောင့်ပရိသတ်တွေအတွက်တော့ Godrice ကအသင်းရဲ့ကနဝင်ဂိုးသမားတဦးဖြစ်နေပါတယ်။နံပါတ်3 Garabi Garabi ရဲ့ Real Madrid အသင်းမှာပြခဲ့တဲ့အခြေစွမ်းကနောက်ပိုင်းနှစ်တွေမှာကျဆင်းသွားခဲ့တယ်ဆိုပေမဲ့ Spa အသင်းကနေစတင် ပြောင်းရွှေ့လာတဲ့2013ခုနှစ်ဖွဲ့ဥရွေရာသီမှာတင်ဘေးကအသင်းကို Spain နဲ့ Europa မှာအောင်မြင်မှုတွေပြန်လည်ရရှိစေဖို့ကူညီပေးခဲ့ပါတယ်။ဘေးက Real Madrid အသင်းမှာ9နှစ်ကြာကစားခဲ့ပြီးတော့ Champions League ဖ လား၅လုံးအပါအဝင်အဓိကစုဖလားကြီးစုစုပေါင်း၉လုံးရရှိခဲ့ပါတယ်။ဘေးကပွဲကြီးတွေမှာတွင်ယူခဲ့တဲ့သူ့ရဲ့အတွင်းကိုတွေကြောင့် real priority အမြဲတစေမှတ်မိနေကြမဲ့ကစားသမားတူလေးဖြစ်ပါတယ်။ဘေးကသူ့ရဲ့ပွဲဦးထွက်ရာသီတစ်ခုထဲမှာတင် Copa del Rey Final မှာ Barcelona အသင်းဘက်ကိုအနိုင်ကိုနဲ့၂၀၁၄ခုနှစ် Champions League Final မှာ Atletico Madrid အသင်းဘက်ကိုအနိုင်ကိုတွေအသီးသီးစီတွင်ယူခဲ့ရလေဖြစ်ပါတယ်။နံပါတ်1 Luka Modric မော်ဒရစ်နဲ့ပတ်သက်ရင်တော့ပရိသတ်တွေထူးထူးပြောပြနေစရာလိုမယ်တော့မထင်ပါဘူးခရိရှားသားဖြစ်သူမော်ဒရစ်ကဘေးလိုပဲ2012ခုနှစ်မှာစပါးကနေရီယယ်မက်ဒရစ်စီကိုပြောင်းရွှေ့လာခဲ့တဲ့ကစားမတစ်ဦးဖြစ်ပြီးတော့လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းရီယယ်အသင်းရှာယူနိုင်ခဲ့တဲ့ဆူဖလာအောင်မြင်မှုတွေမှာအခရာကျခဲ့သူဖြစ်ပါတယ်ရီယယ်အသင်းရဲ့10ချိန်မြောက်နဲ့12ချိန်မြောက်ချန်ပီယံလိဆူဖလာအောင်မြင်မှုတွေမှာမော်ဒရစ်ကအဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ဒါအပြင်ရီယယ်မက်ဒရစ်အသင်းကိုသမိုင်းဝင်ချန်ပီယံလိဖလာ 3ချိန်ဆက်ရယူပေးနိုင်ခဲ့တာကြောင့်လဲမိုဒရစ်က2018ခုနှစ်မှာ volunteer စုကိုစုခုနိုင်ခဲ့ပါတယ်။မိုဒရစ်က volun သမိုင်းမှာ Champions League ဖလားအများဆုံး6ချိန်ရရှိထားတဲ့ကစားသမားလေးဖြစ်ပြီးတော့ဒါရီအားလုံးက Real Madrid အသင်းနဲ့အတူရရှိခဲ့တာဖြစ်ပါတယ်။ဒါအပြင်မိုဒရစ်က Real Madrid နဲ့အတူတခြားစုဖလားစုစုပေါင်း22ခုကိုလည်းရရှိထားတာကြောင့်မိုဒရစ်ကအသင်းသမိုင်းတစ်လျှောက်စုဖလားအများဆုံးရရှိထားတဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။နံပါတ်1 Cristiano Ronaldo Ronaldo ကို Real Madrid အသင်းသပိုင်းတလျှောက်အကောင်းဆုံးကစားသမားတွေထဲမှာတူအဖြစ်နံပါတ်1နေရာမှာထားထားတာကတိတ်ပြီးတော့အံ့ဩစရာတော့မရှိပါဘူးရော်နယ်ဒိုကမန်ယူအသင်းမှာတွေကနာမည်ကျော်ခဲ့သူဖြစ်ပြီးတော့2009ခုနှစ်မှာရီယယ်မက်ဒရစ်အသင်းစီကိုရောက်ရှိလာခဲ့တဲ့သူဖြစ်ပါတယ်ရော်နယ်ဒိုကရီယယ်မက်ဒရစ်အသင်းနဲ့အတူချန်ပီယံလိဖလား၄ချိန်အပါအဝင်စုဖလားပေါင်း15လုံးရရှိခဲ့ပြီးတော့ ရော်နယ်ဒိုသာမရှိခဲ့ရင်ရီယယ်မက်ဒရစ်အသင်းကလည်းချန်ပီယံလိဖလားကို၃ချိန်စတိုက်ဆုခုနိုင်ခဲ့မှာမဟုတ်ပါဘူးရော်နယ်ဒိုကတဦးချင်းအလိုက်မှာလည်း volunteer စု၄စုကိုရီယယ်မက်ဒရစ်အသင်းအတွက်ကစားပေးရင်းနဲ့ရယူနိုင်ခဲ့ပါတယ်ရော်နယ်ဒိုကရီယယ်မက်ဒရစ်အသင်းသမိုင်းမှာ twin goal စံချိန်တိုင်းနှီးပါးကိုပိုင်ဆိုင်ထားပြီးတော့၃၄၈ပွဲ ကစားတာလည်းဖြစ်တယ်ပြီးတော့438ပွဲကစားထားပြီးတဲ့အချိန်မှာဆိုရင်တော့459ကိုအထိကိုတွင်းယူပြီးတော့အသင်းသမိုင်းတစ်လျှောက်မှာတွင်းကိုအများဆုံးကစားသမားအဖြစ်အခုထိတိုင်ရည်တည်နေရလည်းဖြစ်ပါတယ်ရော်နယ်ဒိုဟာဆိုရင်တော့438ပွဲမှာ459ကိုဆိုရဲဂိုးပမာဏကနည်းတဲ့ပမာဏမဟုတ်ပါဘူးဗီဒီယိုလေးအစုံနေလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်